ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နေလင်း YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော် one chain နဲ့အပြီးခွေလေးလုံးကိုပြန်လည်များတော့မှဖြစ်ပါတယ်ပေါ့နော်အဲ့ဒီ one chain တစ်ခုနဲ့ကျွန်တော်အပြီးခွေကနန်းလေးလုံးကိုကျွန်တော်ရဲ့ဒီမိတ်ဆွေတူပြန်လည်များဝိထားတာလေးကိုကျွန်တော်ပြန်လည်များတော့မှဖြစ်ပါတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ဒီ388339ကနေစမယ်ပေါ့နော် one chain နီးဖြစ်ပါတယ် အရင်ဆုံးအနေနဲ့ကျွန်တော်ဒီမှာ388388339ပေါ့နော်ပြီးရင်ဒီက39နေဆိုပြီးဖြစ်ပါတယ်โอเคဒါဝန်ချင်းဖြစ်ပါတယ်ပေါ့နော်ဝန်ချင်းပြမယ်ဒီဘက်ကတော့ကျွန်တော်အပြေးခွေလေးလုံးပြပေးမယ်ပေါ့နော်ဆိုတော့ဒီဘက်မှာအပြေးခွေရတယ်388နေရှောက်မယ်ပေါ့နော်388339ပြီးတော့ဒီ39နေတဲ့ပင်ကိုကြည့်အောင်ပေါ့နော် ဒါကတော့ကျွန်တော်ရဲ့ဒီမိုက်ဆွေတူပေါ့နော်ဆရာကြီးမိုက်ဆွေတူမြောက်ဝီပိသာရီနီကိုကျွန်တော်မဲ့ဆွေများလေ့လာလို့ရအောင်ပြန်လည်းမြောက်ဝီတက်မှာဖြစ်ပါတယ်ပေါ့နော် သူနီတူဟန်ကောင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာဝန်ချင်းပြကြည့်မယ်ပေါ့နော်ဝန်ချင်းရှင်းကြည့်အောင်ဝန်ချင်းကတော့ဒီ369ဒီကနန်း3လုံးပေါက်မှာဖြစ်ပါတယ်ဆိုတော့ဒီမှာ39ပေါက်တာ7နည်းနည်းရှင်းနေပေါက်ရင်30ရာတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့3ညရာတယ်3ညကိုပါဝါယူမယ်ပေါ့နော်3ညရဲ့ပါဝါသည်9 ငါးရဲ့နှက်ခတ်က3ဆိုတော့ဒီ3ည5သုံးတလုံးချင်းမှာဖြစ်ပါတယ်ပေါ့နော်အဲ့မှာ3ည5သုံးတလုံးချင်းတော့3 5နေဆိုပြီးတော့ကျွန်တော်3ရဲ့5ရဲ့ဆိုပြီး1 chain 3ည chain တော့တယ်ပေါ့နော်5ရဲ့3ရဲ့ပါတယ်နေနေဒီ3ည9နေရာမှာနေဝင်သွားတယ်ပေါ့နော်ဆိုတော့အဲ့မှာ3ည5သုံး1 chain ဒီ3 5နေဆိုပြီးဖြစ်ပါတယ်တပံအပြည့်ခွေလေးလုံးကိုဆက်ကြည့်အောင်ပေါ့နော်အပြည့်ခွေလေးလုံးကကြာတော့ကျွန်တော် ဒီဟာကိုပေါ့မယ်ပေါ့နော်ဒီနင်းနဲ့ဒီဟာပေါ့မယ်ပေါ့နော်ဒီလေးလုံးပေါ့မှာဖြစ်ပါတယ်လေးလုံးပေါ့မှာပေါ့နော်၃နဲ့၃ပေါင်းရှောင်း၃နဲ့၃ပေါင်းရှင်း၆ပေါ့နော်၆ကိုဒီ၈ကိုပေါ့နာဆက်ခွန်ဆိုတော့ရှောင်းနဲ့ခွန်ပေါင်းရှင်းဒီ73ရာတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်3ရဲ့နက္ခတ်ဒီ9ပေါ့နော်ဆိုတော့35ဆိုပြီးတော့နှလုံးရာပြီပေါ့နော်နောက်ထပ်နှလုံးကိုဆက်ကြည့်အောင်နောက်ထပ်တစ်ခုကကြတော့ကျွန်တော်ဒီ ဒီတုံးပေါင်းပါပေါ့เนาะ၃တုံညာကိုကနန်း၃တုံပေါင်းရှင်ဒီနေ့ဖြစ်ပါတယ်ပေါ့เนาะဆက်နှစ်နေ့ရဲ့နှစ်ခတ်ဒီလဲလေဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်ဒါဒီလဲလုံးထဲကအပြီးပေါ့เนาะ၃၅နေ့ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီမှာ၃၅နေ့ဆိုတော့ဒီမှာ၃ရဲ့၅ရဲ့နေ့ဆိုတော့ဒီမှာ၃ည၅တုံးဝန်းချင်းဆိုတော့ကျွန်တော်တို့ဒီမှာ တူနေတာက3ည5 3ဆိုတော့ကျွန်တော်ဒီ9နဲ့3နဲ့တူတယ်ပေါ့နော်ဆိုတော့ဒီဟာလေးတွဲလိုက်ရင်ကျွန်တော်တို့3 9နင်းနဲ့ဝန်ချိန်နဲ့ညှိမယ်ဆိုရင်3 9နင်းနဲ့3 9လေးပဲရှိမှာပေါ့နော်အဲ့ဒီထဲကကျွန်တော်တို့3 9နင်းဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคအဲ့ဒီနှိမ့်တိုင်းမဲ့တောင်းမယ်ပေါ့နော်ဒီမှာ3 9နင်းဆိုတော့ဒီ3 9နင်းဖြစ်ပါတယ်โอเคတပ်ဖန်ကျွန်တော်ဒီ3 9နင်းပြီးတော့3 9နင်းပေါ့နော်3 9နင်း3 9နင်း နေလေးချောင်းပေါ့နော်ပြီးတော့ဒီတော့ဒီတောင်းနေလေးဆိုတာလေးချက်ကြည့်မယ်ပေါ့နော်ဒီတောင်းနေလေးတပင်ကိုလည်းအဲ့ဒီနေ့တိုင်းပဲဆက်ပြီးလေ့လာကြည့်အောင်ဒီမှာလေး၃၉နေပေါ့နော်၃၉နေနေလေး၆တောင်းနေလေးဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒီတောင်းနေလေးတပင်ကိုဆက်ကြည့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်1ချက်အနေနဲ့ဒီ၃လုံးပေါ့မယ်ပေါ့နော်9965 56 69ဆိုတော့9ရာတွေပေါ့နော် ခုနှစ်ရက်ပါဝါသည်နေ့ဖြစ်ပါတယ်။နေ့ရက်နက္ခတ်သည်လေပေါ့နော်။ဆိုတော့ကျွန်တော်3နှစ်လေးဝန်းချိန်သည်3နှစ်လေးဆိုတဲ့အတွက်ဒီမှာနေ့ရက်လေးရက်ပေါ့နော်။နေ့နဲ့လေးနဲ့ပါတယ်ပေါ့နော်။ဆိုတော့ကျွန်တော်ဒီခုနှစ်နေရာမှာ3ဝင်သွားတယ်ပေါ့နော်။ဆိုတော့အဲ့ဒီခုနှစ်လေးဝန်းချိန်က3နှစ်လေးဆိုပြီးဖြစ်ပါတယ်။တပည့်ကျွန်တော်ဒီနောက်ထပ်အကြီးလေးလုံးအပြီးပေါ့ဆိုတာလေးဆက်ကြည့်မယ်ပေါ့နော်ဒီလေးလုံးအပြီးပေါ့မှာကျတော့ ဒီ၃နဲ့2နဲ့ပေါင်းရှင်းဒီ9ပေါ့နော်။6နဲ့2နဲ့ပေါင်းရှင်းဒီ8ဆိုတော့ဒီ9နဲ့8နဲ့ပေါင်းရှင်းဒီ73ရာရဲ့အတွက်ကြောင့်မို့ကျွန်တော်တို့3 9ကီးပဲထပ်ရမယ်ပေါ့နော်။3 9ထပ်ရတယ်။တဖန်ကျွန်တော်တို့ဒီနေလေး6ကိုဗနန်း3လုံးထပ်ပေါင်းမယ်ပေါ့နော်။ကျတော့၄နဲ့၆ပေါင်း၁၀၁၂ဆိုတဲ့အတွက်ကြောင့်မို့၂ရက်နှစ်ခတ်ဒီ၄ဆိုပြီးဖြစ်ပါလေခင်ဗျာ။โอเคဒီမှာကျတော့ကျွန်တော်တို့9၄ဝန်းချင်းဒီ နေနဲ့လေးနဲ့တူနေတယ်ပေါ့နော်နေနဲ့လေးနဲ့တူနေတာဖြစ်ပါတယ်ဒါဆိုဒီနေလေးတူနေတယ်ပေါ့နော်နေလေးတူတယ်ဒီမှာ3နဲ့5နဲ့တူတယ်ပေါ့နော်ဒီမှာ5 3ဆိုတော့ဒီ5 3တူတယ်ဒီမှာနေလေးတူတယ်ဒီမှာနေလေးတူတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီနေလေးကိုတွက်လိုက်ရေကျွန်တော်ဒီမှာနေလေး3ရေနေလေး5ရေဆိုပြီးဖြစ်ပါတယ်โอเคနောက်ထပ်တစ်ချိန်မှာတော့3နေလေးဆိုပြီးဖြစ်တယ်ပေါ့နော်အဲဆိုရင် one chain one chain တစ်ခု တွေ့လိုက်တော့နှစ်ကွက်ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာနေလေးတုံးဒီတုံးနေလေးဆိုပြီးဖြစ်ပါတယ်โอเคတုံးနေလေးပြီးတော့နောက်ထပ်တစ်ချိန်မှာ၈၅နေဆိုပြီးဖြစ်ပါတယ်၈၅နေ၈၆၅၈၆၅ပြီးတော့၃၅၆ဆိုပြီးဖြစ်ပါတယ်ဒီမှာလေ၈၅နေ၈၆၅၃၅၆ဆိုပြီးဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီကြာစင်နေမဟုတ်ဘူးပေါ့နော်ဒါကတော့ဒီဟာလေးနေပဲသူဟာသူ ကောင်းတယ်ဗောနော်သူနီးသူဟန်ကောင်းတယ်ဒါလေးကိုကျွန်တော်မိတ်ဆွေဆရာကြီးများဝေပြီးတော့ဒါလေးကိုကျွန်တော်ပြန်လဲနောက်ပြီးတော့มาဖြစ်တယ်ဗောနော်ဆိုတော့ကျွန်တော်ဒီတုံးတုံးလုံးထပ်ပေါင်းမယ်ဗောနော်ဒီတုံးလုံးထပ်ပေါင်းတော့ကျွန်တော်ဒီ9နဲ့9ပေါင်း30ဒီမှာ8တလုံးကျန်နေဗောနော်ဒီ8ရဲ့ပါပါဒီ3 3ရဲ့နှစ်ခက်က9ဆိုတော့8 3 9 1ချိန်มาဖြစ်ပါတယ်အဲ့ဒီမှာ3 9 6ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော် 3ရက်5ရက်ပါတယ်ပေါ့နော်3ရက်5ရက်ပါတယ်ဒီရှိနေရာမှာ6ဝင်သွားတယ်ပေါ့နော်ဆိုတော့ဒီမှာ3 5 6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคတဖက်ဝန်ချိန်ကြီးကိုဆက်ကြည့်အောင်ပေါ့နော်ဝန်ချိန်ကြီးကကြတော့ဒီ sorry အပြီးခွေလေးလုံးကတော့ဒီရှင်းနဲ့ရှင်းပေါင်းမယ်ဒီနင်းနဲ့ငါးနဲ့ပေါင်းမယ်ပေါ့နော်ဒါကြောင့်မို့ဒီရှင်းနဲ့နင်းပေါင်းရင်30ပေါ့နော်ရှင်းနဲ့ငါးပေါင်းတာဒီ73ဆိုတဲ့အတွက်3ရက်နှစ်ခါက9ဆိုတဲ့အတွက်3 9ကီးဆိုပြီးရည်ပေါ့နော်နောက်ထပ်နှလုံးကိုဆက်ကြည့်အောင် နောက်ထပ်နှစ်လုံးကတော့ကျွန်တော်ဒီ665သုံးလုံးပေါင်းပါပါနော်။ဆောင်းနှန်း9ပေါင်း7တင်းနှန်းရှင်းနှန်းပေါင်း89 9ရဲ့နှခတ်ဒီ6ဆိုပြီးဖြစ်ပါတယ်ပေါ့နော်။ဆိုရော3596ကိဒီ၄လုံးထက်ကအပါပေါ့နော်။၄လုံးထက်က3လုံးအပါ။အဲ့မှာကျွန်တော်635ဆိုတော့ဒီမှာ305ရဲ့တူတယ်ပေါ့နော်။ ၃၅သူတယ်ဒီမှာ၃၅သူတယ်ဆိုတော့ကျွန်တော်အဲ့မှာ၃၅နဲ့၉နဲ့ကပ်မယ်ပေါ့နော်၃၅၉ရယ်၃၅၆ရယ်ဆိုပြီးဖြစ်ပါတယ်โอเคနောက်ထပ်တစ်ချိန်မှာကသူက၃၅၆ဆိုပြီးဖြစ်ပါတယ်ပေါ့နော်၃၅ဆိုတဲ့အတွက်ဒီမှာ၃၅၆ဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ဒီမှာတစ်ချိန်နှစ်ချိန်၃ချိန်ရှိလိုက်ပြီပေါ့နော်ရှင်း၅နဲ့ရှင်းတော့၃၅၆ပြီးတော့၆၄၆ပေါ့နော်၆၄၆၆၄၆ပြီးတော့ 6ခွန်6ခွန်6ခွန်ရှိပြီးတော့ကျွန်တော်ဒီမှာ19ကြိမ်အတွက်ဖြစ်မယ်ပေါ့နော်19ကြိမ်အတွက်ရမှာဖြစ်ပါတယ်နှစ်ပင်ချမယ်ပေါ့နော်646 3 9ချောက်ပြီးတော့646 646ပြီးတော့6ခွန်6ပေါ့နော်6ခွန်6ဆိုရအတွက်ဒီ19ကြိမ်အတွက်ကျွန်တော်ဒီမှာ1 chain နဲ့နှစ်ကွက်ရမယ်ပေါ့နော် okay ဆက်ကြည့်အောင်ပါခင်ဗျာ short ကြီး6 4ကို3လုံးထပ်ပေါင်းမယ်ပေါ့နော် 9နဲ့၄ပေါင်းရှင်73 3နဲ့8နဲ့ပေါင်းရှင်က73ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့၁ရဲ့ပါဝါဒီ6 6ရဲ့နှက်ခက9တက်9ရှောင်းဝန်းချိန်မှာဖြစ်ပါတယ်ခင်ဗျာဒါတင်ရှာနည်းရပါတော့သူနည်းသူဟန်ကောင်းတယ်တက်9တက်69ကီးဝန်းချိန်မှာဖြစ်ပါတယ်ပေါ့နော်โอเคနောက်ထပ်တစ်ခုအနေနဲ့ကကြတော့ကျွန်တော်ဒီ6နဲ့4နဲ့ပေါ့နော်အပြည့်ခွေလေးလုံး ဖြစ်ပါတယ်။ရှောက်9ရယ်6ရယ်ဒီလေးလုံးထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ။ရှောင်းနဲ့ရှောင်းနဲ့ပေါင်းတာဒီ7နှစ်နင်းနဲ့7နှစ်ပေါင်းရင်10ဒီမှာ9တလုံးကျန်တယ်ပေါ့နော်။ဆိုတော့ကျန်တော့9 9ရယ်နှစ်ခါက6ဆိုပြီးဖြစ်ပါတယ်ပေါ့နော်။ဆိုတော့9 6နောက်ထပ်တစ်ခုဆက်ကြည့်အောင်နောက်ထပ်တစ်ခုကကြတော့ကျွန်တော်ဒီတုံးလုံးပေါင်းမယ်ပေါ့နော်9နဲ့9ပေါင်း16ရှောင်းနဲ့8ပေါင်း14လေးရဲ့နှစ်ခတ်တည်နှစ်ဆိုပြီးဖြစ်ပါတယ်ပေါ့နော် ဆိုတော့964နှစ်ထက်ကတောင်းလုံးအပါဖြစ်သွားမယ်ပေါ့နော်သူနည်းသူဟန်ဖြစ်ပါတယ်ကျတော့ဒီမှာ169ကဝင်ချိန်မှာဖြစ်တဲ့အတွက်ဒီမှာလေ96ပါတယ်ဒီမှာလေ96ပါတယ်ဒီမှာ1နေရာမှာဝင်မှာဖြစ်ပါတယ်ဗောနော်ဒါကြောင့်မို့1နေရာမှာဒီနေ့တိတ်မဲ့ OK မယ်ဆိုရင်1နေရာမှာ၄နဲ့2နဲ့ဝင်မှာဖြစ်ပါတယ်ဗောနော်ကျတော့ကျွန်တော်ဒီမှာ964နဲ့96နဲ့ဆိုပြီးတော့ဒီနှစ်ွက်တင်ရမှာဖြစ်တယ်ဗောနော် ်964ရယ်96ညရယ်ဒီနှစ်ကွက်ဖြစ်ပါတယ်နှစ်ကွက်အားရမှာဖြစ်တယ်ပေါ့နော်ဒီဝန်ချိန်ကလည်း OK ခဲ့မယ်ဆိုရင်ပေါ့နော်964ရယ်96ညရယ်ဒီနှစ်ကွက်အားပေးရမှာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်အပြည့်ခွေကနန်း9လုံးမှာကြတော့2 5 6 9 8 9 10ဆိုပြီးဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာလေးရတော့မပါဘူး9 6နှစ်ဆိုရတဲ့အတွက်9ရယ်6ရယ်2ရယ်တော့ပါတဲ့အတွက် ဒီ9 6နှစ်ကိုတင်မယ်ပေါ့နော်။ Okay ဒါစောင်းမိုးကြီးအပြီးခွေကနေနဲ့တိတ်မယ်ဆိုရင်9 6နှစ်ကိုတင်ပြီးတော့9 6လေးကိုအရင်ဖြစ်သွားမှာပေါ့နော်။ Okay ဒါကတော့ကျွန်တော်သူနီသူဟန်ဖြစ်ပါတယ်။ Okay ဒါလေးဒီကျွန်တော်ရဲ့မိုက်ဆွေဆရာကြီးမြောက်ဝေပေးထားတာလေးကိုကျွန်တော်ပြန်လည်နောက်ပြီးရှင်းတာဖြစ်ပါတယ်ပေါ့နော်။ Okay ဒီမှာကျတော့ဒီ3 5 3 5 Okay ဒီပေါ့နော်။3 5 3ဝန်းချိန်ဒီ3 5အပြီးခွေဖြစ်ပါတယ်။ ခွန်နှစ်လေးဝန်းချင်းဒီဒီမှာဆိုတော့နှစ်လေးတော့တုံးနှစ်လေးအပြည့်ဖြစ်ပါတယ်ကောနော်ရှစ်တုံးကဝန်းချင်းဒီတုံးက6အပြည့်ဖြစ်ပါတယ်တစ်6 9ဝန်းချင်းမှာဆိုတော့ကျွန်တော်ဒီနှစ်အရာဆယ်ပြီး okay ခင်မယ်ဆိုရင်9 64ရဲ့96နှစ်အာရမှာဖြစ်တယ်ကောနော်ဒီအပြည့်ခွေကနေညီမယ်ဆိုရင်96နှစ်ကကျွန်တော်တို့မိုင်းဖြစ်သွားပြီးတော့96လေးကိုအရင်ဖြစ်သွားမှာဖြစ်ပါတယ်ခင်ဗျာ โอเคကျွန်တော်ရဲ့မိတ်ဆွေများအားလုံးနဲ့ဒီ16ချိန်မှာကံပြီးတော့ရကြပါစေခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိလိုက်ပါကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ